ආගමේ හකනේ ြန်လဲကျူဆွန်လိုက်ပါလေဂိမ်းလောကဆိုတာဘလူဂိမ်းနေအောင်မြင်မယ်လူကြိုက်များမယ်ဆိုတာတကယ်တမ်းတော့ခမန်းခတ်ပါတယ်ခင်ဗျကဘာကျော်စတူဒီယိုကြီးတွေကနေရုပ်ထွက်အလန်းစားဘတ်ဂျက်အင်မတန်ကြီးမားတဲ့ဂိမ်းတွေကိုထုတ်လုပ်ပြီးတော့အောင်မြင်မှုကြီးကြီးမားမားရဖို့မျှော်လင့်ထားကြစမြဲပြဒါပေမဲ့လည်းတစ်ခါတလေကျတော့ဘလူးမှမျှော်လင့်မထားတဲ့ဇီပေါ်ပေါ်နဲ့ထုတ်လုပ်တဲ့ရူးရှင်းရှင်းလေးတွေအားမှကဘာကျော်သွားပြီးတမိုင်းဝင်သွားတာမျိုးလည်းရှိပါတယ်ဒီနေ့တော့ကျွန်တော်တို့မဟာဂိမ်းမင်းဟကနေတမိုင်းတစ်ချောင်းမထင်မှတ်ပဲအောင်မြင်မှုကြီးကြီးမားမားရခဲ့တဲ့ unlikely victory တွေအကြောင်းစိတ်ဝင်စားဖို့တင်ပြပေးသွားမှာပဲဖြစ်ပါတယ် Entertain 2015 2015 2556ခုနှစ်ဟာအင်ဒီဂိမ်းလောကအတွက်ထူးခြားတဲ့နှစ်တစ်နှစ်ပါခင်ဗျာဒီဂိမ်းကတော့ဘယ်သူမှမျှော်လင့်မထားဘဲထွက်ပေါ်လာခဲ့ပြီးကဘာတဝန်းကဂိမ်းကစားလူတွေရဲ့နှလုံးသားကိုတိတ်ပိတ်သွားခဲ့တာပါအဲ့ဒီဂိမ်းကတော့အန်တာတေးပါပဲဒီဂိမ်းကိုဖန်တီးခဲ့သူကတော့ လူငယ်လေး Toby Fox ပါ Toby Fox ဟာဂိမ်းလောကမှာထင်ပေါ်ကျော်ကြားခဲ့တဲ့နာမည်တစ်ခုဖြစ်နေပေမဲ့တစ်ချိန်တုန်းကတော့သူဟာ Internet Forum တွေမှာစကားစမြည်ပြောတတ်တဲ့တာမန်လူငယ်လေးတစ်ယောက်ပါပဲခင်ဗျဂိမ်းတွေကိုအယမ်းမျက်နှာပြီးသူ့ကိုယ်ပိုင်စိတ်ကူးတွေကိုအကောင့်ထဲပေါ်ခြင်းနဲ့ပြင်ပြမှုကသူ့ကို NLD ဖန်တီးဖို့တွန်းအားပေးခဲ့တာပါသူကိုယ်တိုင်ကလည်းတကယ်တော့ကျွန်တော်က programming ကိုတိတ်မလုပ်တတ်ဘူးခင်ဗျ ဒါပေမဲ့ကျွန်တော်လှုပ်ချင်တဲ့အရာကိုပြီးဆုံးမှုကျွန်တော်သင်ယူခဲ့တယ်။တခါတလေကြတော့လေဂိမ်းရဲ့တချို့စိတ်ပိုင်းတွေကကျွန်တော်မျောလင့်ထားလို့ဖြစ်မလား။အဲ့လိုဆိုရင်တော်တော်လေးစိတ်တက်ကြမိရယ်လို့ပြောဖို့ပါလေ။ဒီဂိမ်းမှာမထင်မဲ့အောင်မြင်ခဲ့တဲ့အကြောင်းရင်းတွေရှိတယ်ဗျ။သူဟာတခြား RPG role playing game တွေလိုမျိုးရန်သူတွေတိုက်ခိုက်ပြီးအမက်ယူလာတာမျိုးမဟုတ်ပဲ။ကျန်သူတွေကိုချစ်ခင်စွာဆက်ဆံပြီးခွင့်လွှတ်ပေးခြင်း Pacific Run နဲ့ဂိမ်းကိုအဆုံးသတ်နိုင်ပါတယ်။ဒီလိုဂိမ်းကစားနည်းဟာ ဂိမ်းလောကမှာထူးခြားခဲ့ပြီးတော့ကစားသမားတွေရဲ့အဆုံးဖြတ်ချက်ကိုဇလန်းကတကယ်ပြောင်းလဲစေခဲ့တာပါ Gaming is violence ဆိုတဲ့ခေါ်ဆက်ကိုလည်းချိုးပေါက်ခဲ့တယ်လို့ပြောရမှာပဲရိုးရှင်းတဲ့ပစ္စည်းအပ်တွေ graphic တွေနဲ့ဖန်တီးထားပြီးမယ်ဇလန်းကအရန်ကိုနန်းနေပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဇက်ကောင်တွေကလည်းတမူထူးကြပြီးချစ်စရာကောင်းပါတယ်ဂိမ်းရဲ့ soundtrack တွေကိုရတာလည်းအရန်ကောင်းမှုပြီးဂိမ်းရဲ့အောင်မြင်မှုမှာအဓိကအခန်းကဏ္ဍအဖြစ်ပါဝင်ခဲ့တယ်ခင်ဗျ Toby Fox ကိုလည်းဖန်ပြီးခဲ့တဲ့တချင်းတွေကနားထောင်လို့ကောင်းပြီးဂိမ်းရဲ့ခံစားချက်ကိုပို့ပြီးထင်ရှားစေပါတယ်ဒါပေမဲ့လည်းဒီဂိမ်းကဘယ်လိုကူကူနဲ့ဖြစ်လာခဲ့ရလဲမဟုတ်ဘူးခင်ဗျပထမဆုံးအနေနဲ့သူဟာကစ္စတာကနေရမဝင်ရှာဖွေခဲ့ပါလေမူလကဒေါ်လာ9000ပဲလိုအပ်မယ်ဆိုပြီးခံမှန်းခဲ့ပြီမဲ့သူ့ရဲ့စိတ်ကူးတွေနဲ့ဂီတဖန်နေမှုစွမ်းရည်တွေကဂိမ်းကစားသမားတွေကိုဆွဲဆောင်နိုင်ခဲ့ပြီး ဒေါ်လာ9000ကျော်အထိရန်ပုံငွေရရှိခဲ့ပါတယ်။ဒါဟာသူ့အတွက်အကြီးမားဆုံးသုံးအားတစ်ခုဖြစ်လာခဲ့ပါတယ်။ပြီးကြတော့ Toby Fox တယောက်ထဲအနေနဲ့ဂိမ်းရဲ့ graphic music နဲ့ဇညူးကုံလုံးကိုဖန်တီးခဲ့တာပါ။ Toby Fox ကိုယ်တိုင်က Nintendo Live Interview မှာကျွန်တော်ဒီဂိမ်းကိုလူတိုင်းအတွက်ဖန်တီးခဲ့တာမဟုတ်ဘူး။ဒါပေမဲ့ဒီဂိမ်းကိုနားလည်ပြီးနှစ်သက်မဲ့လူတွေအတွက်တော့ထူးခြားတဲ့အတွေ့အကြုံဖြစ်စေချင်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ Undertale Indie Game တစ်ခုဖြစ်ပေမဲ့ဂိမ်းလောကမှာကြီးမားတဲ့တက်ရောက်မှုတွေရှိခဲ့ပြီးဝေဖန်ရေးဆရာလေးစီရာနေကိုအပြင်းထန်ချီးကျူးခံခဲ့ရတဲ့ဂိမ်းပါ။ အန်ဒါထေးဟာတိုဘီဖော့စ်ကိုအင်ဒီလောကရဲ့ကျယ်ပွင့်တစ်ခုဖြစ်လာစေခဲ့ပြီးဂိမ်းဒီဇိုင်းပညာရဲ့မှာလည်းဂန်နွေမြောက်ဂိမ်းတစ်ခုအဖြစ်သမိုင်းသွင်းကျင်းရင်ခဲ့ပါတယ်တိုဘီဟာသူ့ရဲ့နောက်ထပ်ဂိမ်းဖြစ်တဲ့ဒေတာရွန်းကိုလည်းဆက်လက်ဖန်တီးနေခဲ့ပြီးအခုဂျွန်9ရက်နေ့2025မှာပဲပရိသတ်ရှိကိုရောက်ရှိလာခဲ့ပါတယ် AMAS 2018 2018မှာထွက်ရှိခဲ့တဲ့ AMAS ကတော့ပန်ဒမစ်ကာလမှာရုပ်တရက်ကဘာကျော်သွားခဲ့တဲ့ online multiplayer game ပါလူလာတော်ကတော့လူတိမများပင်မဲ့ Inner Slot ဆိုတဲ့ indie developer team လေးကနေဖန်တီးခဲ့ပါတယ် indie slot ဟာရုပ်တရက်အောင်မြင်မှုတွေရရှိလာတဲ့အခါမမျှော်လင့်ထားတဲ့ဖီးယားတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ခင်ဗျ game မှာ bug တွေပြင်းစင်တာ server ပြဿနာတွေဖြစ်ရှင်းတာနဲ့ကစားသူတန်းပေါင်းများစွာရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရတာဟာစိန်ခေါ်မှုတွေများစွာဖြစ်ခဲ့ပါတယ် သူတို့ဟာ Amas 2ကိုဖန်တီးဖို့စီစဉ်ထားခဲ့ပေမဲ့ပထမကိန်းရဲ့အောင်မြင်မှုကြောင့် Amas 2စီမံကိန်းကိုဖျက်သိမ်းပြီးမူလ Amas ကိုပဲ update တွေထပ်ထည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Inaslot အဖွဲ့ဝင်တွေကတော့တနေ့မှာကျွန်တော်တို့အင်ကားကတော့မနှဲရှာရတဲ့အချိန်တွေကနေနောက်တနေ့ကျတော့ကစားသမားတန်ပေါင်းများစွာနဲ့ဖြစ်လာခဲ့တာပါ။ ျွန်တော်လိုမှန်းထားတာထက်အများကြီးပိုပြီးကြီးမားတဲ့အောင်မြင်မှုပါပဲလို့ပြောခဲ့တယ်ခင်ဗျဟုတ်ပါပြီဒီအမန်းစ်ကတင်မော်ဒစီပေါ်မှာခရူမိတ်တွေက test တွေလုပ်ရပြီ imposter တွေကနေတခြားလူတွေကိုခိုးတက်ရတာမျိုးပါ imposter ရှာဖို့ meeting နေခေါ်ဆွေးနွေးမဲပေးပြီးထုတ်ပြရတာမျိုးပါဒီလိုမျိုးလူမှုရေးဆိုင်ရာလေးဝက်ချက်ဖော်ထုတ်ခြင်း social detection ကစားနည်းကလူငယ်တွေကြားမှာအရန်ရေပန်းစားခဲ့ပါတယ်2020ခုနှစ်ရဲ့ covid-19 ကာလအတွင်းမှာလူတွေအိမ်ထဲမှာနေရတဲ့အချိန်မှာတော့ စထရီမာတွေနဲ့ယူတူဘာတွေကဒီဂိမ်းကိုစတင်ကစားပြရတာနေရုပ်တရက်ပေါက်ကွဲထွက်လာတာမျိုးပါအချိန်တိုအတွင်းမှာဒေါက်လော့အများဆုံးဂိမ်းတွေကတခုဖြစ်လာခဲ့တယ်ခင်ဗျဖုန်းရော PC မှာပါကစားနိုင်ပြီးအတူတူချိတ်ဆက်ကစားနိုင်တာကြောင့်လူပိုကြိုက်များခဲ့တယ်ခင်ဗျအဲ မားစာနမဲကျော်ဂိန်းတွေကတခုဖြစ်ရည်တည်နိုင်တယ်သူတို့